တင်ချင်းကုန်းစည်းမှာနေအိမ်နေနဲ့ဆိုင်ကမ်းများမိလောင်မှုဖြစ်ပွားခဲ့ပါတယ်။တင်ချင်းကုန်းစည်းမိလောင်မှုမှာမနေ့ကညပိုင်း၈နာရီ၅မိနစ်မှာစတင်လောင်ကျောင်းခဲ့တာဖြစ်ပြီးတော့ ၈နာရီ26မှာတော့မီးထိန်နိုင်ခဲ့တယ်လို့သိရပါဗျ၈နာရီ46မှာတော့မီးလုံးဝအငိမ့်တက်နိုင်ခဲ့တယ်လို့မီးတက်ဦးစီးဌာနကထုတ်ပြန်ထားပါဗျမီးလောင်မှုကတော့9ဘီ17ဘီဆိုင်ကန်းခုနှစ်ခန်းပါသွားတယ်မီးလောင်တာကတော့ဘက်ထရီအိုးနဲ့ချိတ်ဆက်ထားတယ်မီးခုံကနေရှော့ဖြစ်ပြီးတော့မီးပွင့်ထွက်ပြီးဒေးကအစာအသောက်တွေကိုကူးဆက်လောင်တာလို့လည်း အင်းစိန်မိသက်တပ်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်အင်းစိန်မျိုးနဲ့တင်ញင်ကုန်းရက်ကွက်တင်ញင်ကုန်းစီရှိဈေးရုံတုံးမှာမိလောင်မှုက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်အင်းစိန်တင်ញင်ကုန်းစီမိလောင်မှုမှာကုန်ကြောက်ပစ္စည်းတွေရောင်းချတဲ့ဈေးရုံတုံးရှိဆိုင်ကန်းခုနှစ်ခန်းမိလောင်ပျက်စီးတာဖြစ်တယ်လို့ဆိုပါတယ်ပျက်စီးဆုံးရှုံးမှုတံခိုးကတော့ငွေကျပ်၁၀သိန်းကျော်ဖို့ရှိတယ်လို့အင်းစိန်မိသက်တပ်ဖွဲ့က ဆိုပါရယ်ရန်ကုန်တိုင်းမှာမနေ့ကနိုဝင်ဘာ26ရက်နေ့တရက်ထဲမှာပဲတင်ငင်းကုန်းနဲ့ပစွန်တောင်မှာမိလောင်မှုနှစ်ခုဖြစ်ပွားခဲ့ပါတယ်